်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမြို့အလယ်ဖះရှိကငါးကံမှာငါးကုံလုံးအစိမ့်မိပြီးတော့တည်ဆုံခဲ့တယ်လို့မြို့ကံတွေစီကနေသိရပါဗျ။မေလ၂ရက်မနက်ပိုင်းမှာငါးရီအကုံလုံးရေပေါ်မှာပေါ်ပြီးတော့တည်ဆုံနေတာကိုတွေ့ရှိရတာဖြစ်ပြီးတောင်ဝင်ရှိသူတွေစစ်ဆေးပြီးတဲ့နောက်အစိမ့်မိပြီးတည်ဆုံခဲ့ရတာဖြစ်တယ်လို့ဆိုပါဗျ။ လက်ရှိမှာတည်ဆုံနေတဲ့ငါးတွေအကုန်လုံးကိုမပုတ်ခင်အကုန်ဆယ်ထုတ်နေပြီအစိတ်ချတဲ့သူတို့တော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့မျိုးကန်တယောက်ကပြောပါတယ်ပင်လုံမြို့လေကငါးကန်ဟာလူသွားလူလာများပြားပြီးလူစီကားတဲ့နေရာမှာဖြစ်ပြီးတော့အခုနှစ်မှ view point ဆောက်ပြီးပြန်လည်ပြင်ဆင်ထားတာလို့ဆိုပါတယ်ပြီးခဲ့တဲ့2015ခုနှစ်တုန်းကလည်းဒီငါးကံမှာငါးရီအစုလိုက်အပြုတ်လိုက်တည်ဆုံးခဲ့ပူတယ်လို့မြို့ကန်တွေကပြောကြပါရဲ့ရှင်။ လာရှုမျိုးကို MNDAAC ကစစ်ကောင်စီတက်တွေကပြန်လည်လွှဲပြောင်းယူပြီးတဲ့နောက်တခြားလက်နက်ကိုင်အဖွဲ့တွေကလာရှုမျိုးကိုပြန်လာပစ်မယ်လို့ကောလာဟလာတွေမကြာခဏထွက်ပေါ်နေတာကြောင့်ဒေသခံတွေစိုးရိမ်နေကြပါတယ်။လာရှုမျိုးမှာစစ်ရေးအခြေအနေကစိတ်မချသေးတဲ့အတွက်ကျောင်းသားရှိတဲ့မိဘတို့စိုးရင်ပြီးပြတ်မလာကြသေးတာကြောင့်ကျောင်းသားတွေလည်းအရင်ကလောက်မများသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ် လက်ရှိပြည့်စည်သွားတဲ့လာရှုမြို့လေရင်ကွင်းကိုပြန်လည်ပြင်ဆင်နေပြီးလေရင်ဆင်းလို့ရရင်တော့စစ်ကောင်စီကအင်အားဖြည့်ပြင်ဆင်လာမယ်လို့ထင်မြင်နေကြပါတယ်အဲ့ဒီအခါကျရင်မြို့ပြမှာရှိတဲ့လက်နက်ကင်အဖွဲ့တွေနဲ့ဘလို့ဆက်ဖြစ်လာမယ်ဆိုတာကစိုးရိမ်စရာဖြစ်တယ်လို့ဒေသခံတယောက်ကမှတ်ချက်ပြုပါတယ်။လက်ရှိအခြေအနေကရေရှည်ငြိမ်းချမ်းသွားတာမျိုးမဟုတ်တာကြောင့်တစ်ဖက်နဲ့တစ်ဖက်ဘယ်သူကအရင်ဦးဆုံးလက်လွန်မယ်ဘယ်သူကအရင်ဆုံးမှားမလဲဆိုတာမျိုးကိုစောင့်ကြည့်နေကြတာလို့ပဲမြင်မိကြောင်းဒေသခံကဆိုပါတယ်။ တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းမှုကြောင့်လာရှုမျိုးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခွင့်ရရှိပေမဲ့လာရှုမျိုးပတ်ပတ်လည်မှာတော့ MNDAA စစ်သားတွေကထိန်းချုပ်ထားစေဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးနဲ့တနင်္သာရီတိုင်းမြို့တော်မှာလိုင်စင်မဲ့ကားတွေကိုနေဆက်တွေကနေငွေကြေးရယူကာတင်းကွင်းပြုတ်ခဲ့ပေမဲ့မြို့ပေါ်တွေရောက်တဲ့အခါမှာတော့ဖမ်းဆီးတာတွေလုလာနေတယ်လို့မြို့ခံတွေကပြောကြပါဗျာ။ လိုင်စင်မဲ့ကားတွေကိုထိုင်းနယ်စပ်နဲ့ခိုးဝင်လမ်းကြောင်းတွေကနေတဆင်စစ်တပ်ကိစ္စကန်းတွေကိုငွေပေးပြီးမြို့ထဲအထိတဲလာပြီးမှမြို့ခံတွေစီးတဲ့အချိန်ဖမ်းဆီးတာဖြစ်တယ်လို့ဆိုပါရယ်။တောင်ကြီးမြို့ရဲ့လူစီကားရနေရာတွေမှာပြီးခဲ့တဲ့မေလ3ရက်ကစပြီးမတော်ပြီခဲ့ရဲနဲ့အဖွဲ့အစုံအယောက်20ကျော်ကလိုင်စင်မဲ့ကားတွေကိုစစ်ဆေးသိမ်းဆီးတာတွေလုပ်ခဲ့ပြီး3ရက်အတွင်းအစီးရ100ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါရယ်။လူတွေတော့အဲ့ဒါတွေတုံးနေကြတာသူတို့တော့ပွားပေါက်တွေရနေပါ့။အဲလိုင်စင်ရှိတဲ့သူကလိုင်စင်တော့ပေါ့။ ရှိပြီးသားသူကလည်းတတန်းနဲ့မတူဖြစ်တဲ့ဟာတွေတူပေါ့အဲ့ဒါမျိုးလေးအာနောက်ပြီးတော့ခါကျတော့ဟိုမရက်ရတို့သူတို့နင်းနီတားထားတဲ့နေရာလေးမှာရှိတယ်တဲ့အဲ့ဒီမှာလေသွားရက်မိတယ်ဆိုလို့ရှိရင်လည်းဖမ်းနေအဲ့ဒါဟိုအရင်တော့ကတော့ဝတ်တောက်ကားလေးပါလေဆိုစီးမှဖမ်းတာဟာအခုကကျတော့ခါကျတော့အဲ့လိုရက်ထားတယ်ဆိုလို့ရှိရင်လည်းဝိတောက်ကမှန်သူတို့တိတယ်ဆိုလို့ရှိရင်ပိုင်းရှင်တူလဲဆိုဖမ်းနေစိုက်ကယ်တွေတောင်မှကိုဆန်းွေစိုင်တောင်မှရှိုးရုံးတောင်မှဝင်ဖမ်းနေပြောတာပဲ တနင်္သာရီတိုင်းမင်းမြို့မှာလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမေအောင်လှိုင်ကလိုင်စင်မဲ့တရားမဝင်ကားတွေကိုဖမ်းဆီးမယ်လို့ပြောပြီးတဲ့နောက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့မျိုးကန်တွေကပြောပါတယ်။လိုင်စင်မဲ့ကားတွေကိုပြည်သူတွေစီကားတာဖမ်းဆီးပြီးပြန်ရွေးလို့မရရင်ပဲဌာနဆိုင်ရာကဝန်ထမ်းတွေကတော့လိုင်စင်မဲ့ကားတွေစီးနေကြတဲ့အတွက်မျိုးကန်တွေကမှဝေဖန်ပြောဆိုမှုတွေလည်းမြင့်တက်နေပါဗျ။အခုလေဒီမှာဟာကဲကားဝီတောက်တဲ့အဖမ်းအကျိုးအကျိုးရံွယ်တင်းမှာဆိုတာအဲ့ဒီကိုအဲ့ဒီ exchange လိုက်ဖမ်းကားလေးဆက်ခဲ့တယ် ီတာရိတ်လိုက်ဖမ်းအဲကျောင်းမရှိရဲ့အချိန်တော့ကမိမတို့ကဖမ်းထားအောင်လူကဖမ်းဆန္ဒဆိုင်ရာတော်တော်များများဆန္ဒဆိုင်ရာပက်တဲရလူတွေဒီတာရိတ်ရှိရင်ဒီဒီကတော့လည်းဒီပက်တဲရနေရာတွေမှာဒီတာရိတ်ကိုဖမ်းမေလ20ရက်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကလုံခြုံရေးနဲ့အခွန်အရေးကိုထိခိုက်တဲ့အတွက်အရေးယူဖို့လိုအပ်တယ်လို့ပြောဆိုပြီးတဲ့နောက် ဖမ်းဆီးခံရတာတွေဇက်တိုက်ရှိလာတာလို့ဆိုပါတယ်။မြို့မြို့မှာလိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီရဲ့အမှတ်196ချင်းတရင်ကနေတရင်မှုလက်မှတ်နဲ့အကြံဝင်2သိန်းကနေ9သိန်းကြားအထိပေးဆောင်က2022ခုနှစ်ကလေးကမောင်းနှင်ဝင်ပေးထားခဲ့တယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကပြောပါတယ်။ကျွန်တော်လင်းပါ အေရီမြည်ရီစိုးရင်ရီအမှတ်ထက်ကျော်လွန်ခဲ့တဲ့အတွက်မြည်စည်းနှောင်းမျိုးပေါ်ရက်ွက်တွေမှာရင်းနှီးမြုပ်နေပြီးပြည်သူတထောင်နီးပါးရွှေ့ပြောင်းနေကြရတယ်လို့သိရပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။မိုးအဆက်မပြတ်ရွာသွန်းပြီးအေရီမြည်ရီမြင့်တက်မှုကြောင့်မြည်စည်းနှောင်းမျိုးပေါ်ရက်ွက်တွေမှာရေဝင်ရောက်နေပြီးပြည်သူတထောင်နီးပါးရွှေ့ပြောင်းနေကြရတယ်လို့လူမှုကွန်ရက်ရဲ့အဖွဲ့ဝင်တွေကပြောပါတယ်။မေလ24ရက်နေ့ကလေးကကချင်ပြည်နယ်မှာမိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် မေလ30ရက်နေ့တည်းကမြကြီးနားမြို့အနိပ်ပိုင်းရက်ွက်တွေမှာနေထိုင်သူတွေပြောင်းရွှေ့နေကြရတာပါမြကြီးနားမြို့အနိပ်ပိုင်းရက်ွက်တွေဖြစ်တဲ့တက်ပောင်ချန်ရန်ပူရှမ်းရွာပံမတီလေကုံမြို့တက်ကြီးအနောက်လေကုံစတဲ့ရက်ွက်တွေမှာရေဝင်ရောက်နေတာပါရေဘေးသင့်ပြည်သူတွေဟာနီးစပ်ရာနဲ့ကချင်ပြည်နယ်အစိုးရကစီစဉ်ပေးတဲ့ဖုန်ကြီးကျောင်းရေဘေးကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်နေကြရတယ်လို့သိရပါတယ်ဒါတော့စိတ်ပြောင်းနေရတော့မယ်အခုဒီလည်းစိတ်ပြောင်းနေရတော့မယ်ချင်းမင်းရဲ့အစိုးရဆမှတ်ပေးထားတဲ့ဒီဖုန်းကြောင်းကတ်နေလေ ကျောင်းဆွေးပြီးနေကြတာကလည်းတရက်ခွက်ကို3ခု4ခုလောက်ရှိတယ်ဆိုတော့ကမ်းကြီးကတောင်းကြည့်အောင်ဆိုတော့ရက်ခွက်တွေကလည်းလည်းအမြင့်ပိုင်းကျတယ်ဆိုတော့ကျွန်တော်ဒီသုံးရည်ရေမှာက1200မီလီတာလောက်ပဲတက်တာလေ1250ကျော်လောက်မှကျန်တဲ့ရက်ခွက်တွေကတက်မှာပေါ့ကျွန်တော်တို့အခုဒီ1200ကနေပြီးတော့ပေဝက်လောက်ပြန်ကျတာလေပေဝက်လောက်ပြန်ကျတဲ့အခါကျတော့တော်တော်တန်တန်ရက်တန်ရက်တန်မယ်လို့တော့စားလို့ရတာပေါ့ဇွန်လ2ရက်နေ့နဲ့6နာရီခွဲချိန်တိုင်းထွာချက်အရာအေယာရီမြေကြီးဟာမြကြီးနားမြို့ရဲ့စိုးရင်ရေမှတ်ထက်နှစ်လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်တွင်တပေခွဲခန့်မြင့်တက်လာနိုင်ပြီးမြစ်ကြီးနားမြို့ရဲ့စိုးရိမ်ရေအမှတ်အထက်ဆက်လက်တရှိနေနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မြစ်ရေမြင့်တက်မှုကြောင့်မြစ်ကမ်းနားအနီးမြေနေပိုင်းနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ကြဖို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။လူတွေရဲ့အခြေအနေကတော့တော်တော်များများတော့ကြောင်းပြီးပါပြီအပြန်အလှန်ရှိတဲ့ဟာတွေတော့မရှိပါဘူးဟို33ရက်နေ့ညကလေးကနေပြီးတော့မှအကြောင်းအရွှေ့တွေကိုပူပူသွေးနေရတာဒီမတက်ခင်ပေါ့ ူကရေကြီးမယ်ဆိုတဲ့တည်င်းက33ရက်နေ့ကလေးနဲ့ပြီးတော့မှအကုန်လုံးကအပြင်းပြင်းပြီးကြောင်းရွှေ့နေကြတာလေဒီတာဘူဘက်အပိုင်းကျတော့မြင်းမိတ်ပိုင်းဆိုတာဒီမနောကွင်းပတ်ချာလေအဲဒီကွင်းပြင်ဒါပန်သရလန်သမှုဆောင်ဖက်မြေနှိမ်ပိုင်းကြီးကတော့အကုန်လုံးကြောင်းရွှေ့နေရတယ်။ဘုံမြင့်တဲ့အပိုင်းကတော့တိတိကျတာလောက်ပဲရှိတယ်။အကုန်လုံးကြောင်းရွှေ့တဲ့အနေထားတော့မရှိပါဘူး။ဆောလာနှစ်ရက်နေနေ့လယ်၁၂နာရီနောက်ပိုင်းကဆက်လို့အေယာဝတီမြင့်ကြီးစိုးရိမ်ကြီးအမှတ်အောင်အနေငယ်ရော့ကြလာပေမဲ့ ရက်ကွက်ဒီမှာဝင်ရောက်နေတဲ့ရေကတော့ပြန်ကြတာမရှိသေးဘူးလို့သိရပါဗျ။ဆိုလာနှစ်ရက်နေဟာစာတင်ကြောင်းတွေစတင်ဖွင့်လှစ်တဲ့နေ့ဖြစ်ပေမဲ့မြကြီးနားမြို့ပေါ်ကရေနှိမ့်မြုပ်နေတဲ့ရက်ကွက်ဒီမှာတော့စာတင်ကြောင်းတွေဖွင့်လှစ်နိုင်တာမရှိသေးဘူးလို့သိရပါဗျ။ကျမဒီနေ့ကတော့ရော့တော့ရော့သွားပါပြီ။ဒါပေမဲ့အသက်ဆင်းရောပြေချမသိရသေးပါဘူးခင်ဗျာ။စကိုင်းတိုင်းကမ်လူမြို့နယ်မြောက်ချမ်းချက်တင်တိုက်နယ်အရှိချမ်းကို ဂျွန်လ၂ရက်နေ့ညနေ၃နာရီခွဲလောက်ကစပြီးစစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့်နေရစွန်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါရယ်။ချက်သင်းတိုက်နယ်တွေကကြီးရွာ၁၁ရွာထက်မင်းကပြည်သူတွေထွက်ပြေးနေရပြီးအဲဒီစစ်ကောင်စီစစ်ကြောင်းစီမှာပြည်သူတချို့လည်းဖမ်းဆီးခံထားပြီးတော့အခြေအနေမတည်ငြိမ်သေးလို့အရေးအတွက်အတိအကျကိုမသိရှိရသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်။ကမ္ဘလူမျိုးနယ်ထဲမှာစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုးစစ်ဆင်နေပြီ ချက်တင်းရွာဘက်ကထွက်လာတဲ့စစ်ကြောင်းမှတင်အင်အားတရာကျော်ရှိပြီးတော့ drone တွေနဲ့ဘုံကျစ်တာအပြင်ပြစ်ခတ်မှုတွေလည်းလုပ်နေလို့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေလို့ဆိုပါတယ်။လက်ရှိဒေတာရင်းမှာလည်းမိုးကနေတိုင်းနှိပါရွာသွန်းနေတဲ့အတွက်နေရစွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူတွေဒုက္ခရောက်နေကြရတယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တယောက်ကပြောကြားထားပါတယ်။ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါ။ကျမတို့ဖူးအီအီနဲ့ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။